အားလုံးမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံမှာရှိတဲ့လှဆုံမျိုးတွေတဲကားတစ်ခုဖြစ်ပြီးကချင်ပြည်နယ်မြစ်ကြီးလားခရိုင်ချင်းပြည်မြို့နယ်အတွင်းရှိတရုတ်မြန်မာနယ်စပ်မျိုးလေးတစ်မျိုးဖြစ်တဲ့ပန်ဝါမျိုးအကြောင်းဖြစ်ပါတယ်ပန်ဝါမျိုးလေးကတရုတ်နိုင်ငံယူနယ်ပြည်နယ်နဲ့မြန်မာနိုင်ငံကချင်းပြည်မြို့နယ်အတွင်းရှိတဲ့နယ်စပ်မျိုးလေးဖြစ်တာကြောင့်ကုန်သွယ်ရေးအကျိုးအမြတ်အများပြားရရှိတဲ့မျိုးလေးဖြစ်ပါတယ် 2024အောက်တိုဘာလအတွင်းမှာတော့ကချင်လူမျိုးရေးတက်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့များကပန်ဝါမျိုးကိုတင်းယူခဲ့ကြောင်းသတင်းများမှာဖော်ပြထားပါတယ်။အဲဒီမျိုးလေးကထူးထူးခြားခြားမြန်မာနိုင်ငံမှာနှင်းကြတဲ့မျိုးလေးဖြစ်ပါတယ်။အဲဒီမျိုးမှာခါကာပူရာစီရေခဲတောင်လည်းရှိပါတယ်။ခါကာပူရာစီရေခဲတောင်ဟာဆိုရင်မြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်လည်းဖြစ်ပါတယ်။မြင့်ပေအနေနဲ့9881မီတာခန့်ရှိပါတယ်။ ရိုးရာယဉ်ကျေးမှုကိုဖော်ပြရမယ်ဆိုရင် ကချင်ပြည်နယ်ဖြစ်ပြီးကချင်လီစုလီစုဆိုတဲ့လူမျိုးတွေရှိကြပါတယ်။အဲ့ဒီလူမျိုးတွေ ਨੇ ပတ်သက်ပြီးရိုးရာဟုအစားအင်ယာပုံစံရိုးရာပွဲများကိုလည်းတွေ့ရှိနိုင်ပါတယ်။ပန်ဝါမျိုးနဲ့အနီးမှာလည်းအခြားလည်ပတ်လို့ရနိုင်တဲ့ရွာသုံးရွာလည်းရှိပါတယ်။နံပါတ်1ကတော့ Golden Tan လို့ခေါ်တဲ့ကချင်ပြည်နယ်မြစ်ချင်းနာခရိုင်ကရွာလေးတရာဖြစ်ပါတယ် အဲ့ဒီရွာလေးမှာဆိုရင်တောင်တန်းများရဲ့အလှများရိုးရာလူနေမှုများရွာတလေးဂီတများကို ခံစားလို့ရမှာဖြစ်ပါတယ်။နံပါတ်2ကတော့လက်ရံဆိုတဲ့ရွာလေးပါ။အဲ့ရွာလေးကရွာကြီးကြီးမဟုတ်ပေမဲ့ဒေသခံရွာကြီးဖြစ်တော့ခဏတပြုံးဝင်ရောက်လည်ပတ်တင်ပါတယ်။အဲ့ဒီရွာလေးကဒေတာခန့်တို့ရဲ့ရင်းချင်းမှုနဲ့တတိကိုလည်းလေ့လာလို့ရပါတယ်။ နံပါတ်3ကတော့ windy ဆိုတဲ့ရွာလေးပဲ ဖြစ်ပါတယ်။ဒီရွာလေးကလည်းတောလာဒေါသပါဝါနဲ့ဝင်ရောက်အနားယူလေးလာလို့ကောင်းပါတယ်။ဒီနေ့တင်ဆက်ပေးသွားတဲ့ပန်ဝါမျိုးရဲ့အကြောင်းလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ရှင်။ Bye bye ။